ားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြိုင်တက်တီအောင်လည်းမင်္ဂလာပါ Liverpool ကတော့လာမယ့်ရာသီမှာသူတို့ရဲ့အဓိကကစားမ Mohamed Salah ရဲ့နေရာကိုအစားထိုးဖို့အတွက်စပြီးတော့ပြင်ဆင်တော့မှာဖြစ်တယ်ဆိုတော့ဒီနေ့ရာသီမှာ Salah တိတိကျကျလာတာကျွန်တော်တွေ့ရတယ်ဒါပေမဲ့သူတို့ကကြပြီဆိုပြီးတော့တွန်ခဲ့တဲ့နှစ်နှစ်တစ်နှစ်လောက်ကလည်းအဲ့လိုပဲပြောတာဒါပေမဲ့ရာသီလေးလေးရောက်ကိုကိုရီစတိုက်သွင်းပြီးတော့အဆုံးသတ်ပါ Mohamed Salah ကပုံစံတိုင်းပဲသူရဲ့အကောင်းဆုံးပုံကိုဆက်ထိန်းထားတယ်ဒါပေမဲ့ဒီရာသီကတော့တိတိကျတော့ ကြတော့ကြလာတယ်။အရင်တော့ကရတဲ့ chance ကိုတေချာပေါက်ဂိုးဖြစ်ပြောင်းလဲနိုင်ပေမဲ့ဒီနေ့ရာသီရာသီအစာပိုင်းမှာမိုဆာလည်းရတဲ့ chance တွေတော်တော်လေးများတယ်။အဲ့ chance အကုန်လုံးအထူးသဖြင့် Chelsea နဲ့ပွဲဆိုရင်သူတော်တော်လေး struggle ဖြစ်သလိုအသက်ကလည်း33ရောက်ပြီဘူး။ဆိုတော့ Salah နဲ့ပတ်သက်လို့ Mo Salah နဲ့ပတ်သက်လို့ကျွန်တော်အမြင်တော့ Liverpool ရဲ့သူ contract တက်တန်းတိုးတာကအခု26ဆိုသူထွက်လောက်တယ်။အဲ့ဆိုရင် Liverpool လေသူနဲ့အတူ contract ကတစ်နှစ်ကျန်မယ်။ နောက်တစ်ခုကသူ့ကိုထွက်ခွင့်ပေးပြီးတော့ဆော်ဒီသူပြောင်းသွားမယ်ဆိုရင်တော့မှလီဗာပူးလည်းထိုက်တဲ့နဲ့အနည်းဆုံးတန်း၄90အသာလေးရနိုင်တယ်။နှစ်ဦးနှစ်ဖက်ဝင်းဝင်းဆီချူရှင်ဖြစ်နိုင်ပြီးတော့အခုလောလောဆယ်ပါမိုမတ်ဆာလတ်စ်နေရာမှာအစားထုတ်ဖို့လီဗာပူးကြီးဖို့ရည်ရွယ်ထားသူကခရစ်စတီယန်ဘဲလစ်ကတောင်မန်ကစားမဟောင်းမိုက်ကယ်အိုလီဆေးပဲဒီစားမကိုဘိုင်မြူးနစ်လည်းသဘောကျတယ်ပါရစ်စင်ဂျာမိန်လည်းသဘောကျတယ်ရယ်မက်ဒရစ်လည်းသဘောကျပြီးတော့ လီဗာပူးအသင်းနဲ့တော်တော်လေးသဘောကျတယ်။လီဗာပူးကတော့အချင်းအိုက်နေရာအတွက်ဆာလတ်နေရာမှာအစားထိုးမဲ့အကောင်းဆုံးကစားမလို့သူတို့ရည်ရွယ်ထားတယ်။ဆိုတော့အခု Daily Express နဲ့ဒါ Telegraph ရဲ့ report အရလီဗာပူးက Michael Olise ကိုပေါင်တန်150လောက်ထိတောင်သုံးပြီးတော့ Real Madrid တို့တခြား PSG တို့လိုအသင်းတွေကိုကြော်ပြီးခေါ်ယူနိုင်လိမ့်မယ်လို့သူတို့ယုံကြည်နေတယ်။သူတို့အတွက်နောက်ထပ် big money spending တခုလုပ်ဖို့အဓိကကတော့အဲ့ညာဘက်ချမ်းမှာလူမရှိဘူးဗျ။ ဒါညာဘက်ချမ်းမှာလူမရှိဘူးဆိုတော့အရင်တော့ကျွန်တော်ဘယ်ဘက်ချမ်းမှာကကစားမတွေတော်တော်လေးများပေမယ့်အဲ့ညာဘက်ချမ်းမှာလူမရှိတော့သူက Salas ညာမှာ big name player marquee signing တခုထပ်လုပ်ချင်တယ်150 million ဒီဘာဘူးက125တန်း ESA အတွက်သုံးထားတယ်136တန်း Floating Vest ကိုသုံးတဲ့အတွက်သူတို့ငွေသုံးနိုင်တဲ့အားကိုအတင်းတိုင်းသိတယ် Bayern Munich အတင်း Bayern လိုအတင်းကသူတို့ကစားမတွေတော်တော်ရောင်းချလေးရှိတာနည်းတယ်သူပြေထိတ်တန်းကစားမတွေဒါပေမဲ့ မိုက်ကယ်အိုလီဆေးကိုသူတို့တန်း90လောက်ပဲပေးရတာဗျာ150ဆိုတော့ maybe သူတို့ထွက်ခွာခွင့်ပေးကောင်းပေးနိုင်တယ်ဒါပေမဲ့လေအဲ့ဒါကလည်းဘိုင်ယန်ပြည်သက်တွေတော့တော်တော်လေးတော့တိုင်ပတ်မှာတော်တော်လေးဒေါသထွက်မှာမိုက်ကယ်အိုလီဆေးကိုလီဗာပူးက150တန်း150လောက်နဲ့ပေးဖို့စဉ်းစားနေတယ်တစ်ဖက်မှာလီဗာပူးကကြလာတဲ့ဗန်ဒိုက်ရောအနာကမရေရာတဲ့သူတို့ရဲ့ခန်းစစ်ပိုင်းကခနာတီတို့အတွက်ခါဆနာဘတ်2ယောက်လောက်သူတို့လာမယ့်ရာဒီမှာအားဖြည့်ဖို့လုပ်နေတယ်အဲ့ဆနာဘတ်2ယောက်ကအခုလောလောဆယ်မှာ van dijk ရဲ့ position တို့ကသူတို့အခုကြည့်နေတဲ့သူက william pacho venezuela အသင်းရဲ့နောက်ခံကစား aguido တင်တယ် william pacho ကိုသူတို့သဘောကျတယ်အဲ့ကစားမကိုသူတော်တော်လေးကြိုက်တယ် william pacho ကိုသူတို့လိုချင်တယ် Paris Saint-Germain အသင်းကအခု Marquinhos ရှိတယ်၊ Pacho ရှိတယ်၊ Zabani ရှိတယ်။ဒါပေမဲ့ဒီကစားသမားကို Itran Frankfurt ကသူတို့ခေါ်တာတောင်တန်း30လောက်ပြီးတော့အနည်းဆုံး60 90အသားလေးပေးရမယ်။နောက် Liverpool ကအခုလက်ရှိမှာသူတို့ Marquinhos ကိုသဘောကျတယ်။ မကေကြီးကတော့ထုံးတန်တာပြီးခဲ့တဲ့ဇန်နဝါရီတည်းကຫນွေရည်တည်းကသူတို့ခေါ်ဖို့လုပ်ပြီးတော့မှနောက်လျှောက်ပြန်ပြီးကြည့်နေတဲ့သူဖြစ်ပြီးတော့တစ်ချိန်တည်းမှာပဲနောက်ထပ်စန်တာပတ်အနေနဲ့အီဘရာဟီမာခနာတီနေရာမှာအစားထိုးဖို့အတွက်ဒေယောဥပမခါနိုကိုဘိုင်မြူနစ်အသင်းကနေသူတို့စောင့်ကြည့်နေတယ်ဆိုတော့ဘိုင်ယန်ကဥပမခါနိုကိုအလုံးမိုက်ကယ်အိုလီဆေးကိုပြောင်းရွှေ့ကြည့်ဆိုတဲ့ပုံစံမျိုးတကယ်ကျွန်တော်ထင်တော့နှစ်ယောက်လုံးရပါမလားဒါအခုလောလောဆယ်ဆိုအဲ့ဒီနေရာမှာသူတို့စန်တာပတ်နှစ်ယောက်သူတို့ပြန်ကြည့်နေတယ် ဘာလို့ဆိုရှိတယ်စန်တဘက်ကလိုလိုတယ်သူတို့2ယောက်လောက်လိုတယ်ဗန်ဒိုက်ကအခု33ရှိပြီဗျာနောက်ရသည်34သူကြလာပြီဆိုဒီနေရာမှာကလပ်ဖက်ကအခုအန်တီရိုဘင်ဆင်ကိုတတ်တတ်မတိုးဘူးဆုံးဖြတ်တယ်ဆိုတော့အန်တီရိုဘင်ဆင်ကရာသီကုန်မှာလီဗာပူးနဲ့လမ်းခွဲမှာဖြစ်ပြီးတော့ ရယာတီမှာသူဘယ်သွားမလဲတော့ခမိုင်းရခတ်တယ်အစောပိုင်းတော့အတလက်တီကိုပန်းတွေ့ဖြစ်မိမယ်အတတကူမတွေ့ကဘယ်နောက်ခံလို့နှစ်ယောက်တောင်ခေါ်ထားတယ်ဂါလန်နဲ့ရီကာနီဆိုရင်နှစ်ယောက်ခေါ်တော့သူကတော့ဘယ်သွားမလဲဒါပေမဲ့အခုလောလောဆယ်မှာလီဗာပူးကဆာလတ်စ်ကနေရာရဲ့ဆန်နာဘတ်နှစ်ယောက်ရဲ့ကိုအဓိကထားပြီးတော့ခီးစားတော့အသင်းမှာဆက်နေမယ်ခီးစားလည်းအဲ့ပိုဇီရှင်ဖြည့်ကစားရင်တော့ရတယ်ဒါပေမဲ့ဆာလတ်ဆိုတော့ဒိန်ဂျာတော့မရှိဘူးပေါ့လေဒါအခုလောလောဆယ်လီဗာပူးအသင်းရဲ့ latest အခြေအနေပါအားလုံးကျေးဇူးတင်ပါတယ်